ရုပ်ရှင်တွေကဥပရံကြီးတန်းစနီးဖြစ်သူကိုချက်တက်တဲ့သူဖြစ်ကြောင်းမင်းသားတူတူဆန်ကတော့လက်တွေ့ပြသသွားခဲ့တာပဲဖြစ်ပါတယ်။မင်းသားတူတူဆန်ဟာသူ့ရဲ့မိသားစုသူ့ရဲ့ဇနီးကိုလွန်စွာတန်မှုထားချစ်ခင်မြန်သူတယောက်ဖြစ်ပြီးမိသားစုကသာနံပါတ်၁ဆိုရင်စိတ်တန်းနဲ့ယောက်ျားကောင်းပီတာသူတယောက်ပဲဖြစ်ပါတယ်။ အခုတခါမှလည်းမင်းသားတူတူဆိုင်ရဲ့ဇနီးဖြစ်သူကဒုတိယမြောက်ကလေးလေးကိုမွေးဖွားခဲ့ပြီးဇနီးဖြစ်သူခွဲကန်းဝင်သွားချိန်မှာမင်းသားတူတူဆိုင်ရဲ့စိုးရိမ်ပူပန်တဲ့ကြီးနဲ့ခွဲကန်းရှိမှစောင့်မျှော်နေတဲ့ပုံစံတွေကဖခင်ကောင်ခင်မွန်ကောင်တယောက်ဖြစ်ကြောင်းသိတာပေါ်လွင်နေကြတာပဲဖြစ်ပါတယ်။တကယ်ကိုမိသားစုကိုချစ်တဲ့တဲ့မင်းသားကြီးတယောက်ပါပဲနော်။ချစ်စရာသမီးလေးမွေးဖွားလာတဲ့အတွက်လည်းထပ်တူဝမ်းသာမိပါတယ်။ မင်းသမီးခိုင်တင်းကြီးကတော့သူမရဲ့ခင်မထဲရောက်နေစမှာခင်မဖြစ်သူရဲ့ဆက်ယုံလုပ်ငန်းကိုပိုင်နိုင်စွာနဲ့ပဲဆက်လက်ဦးစီးထားနိုင်တာကိုတွေ့ရတာပဲဖြစ်ပါတယ်။သူမရဲ့ဒူရီတော်သမီးလေးစန့်ထိတ်ထားကိုလည်းဆက်ယုံမှသာဝန်ထမ်းအနေနဲ့လှုပ်လှုပ်စေပြီးသူမကိုယ်တိုင်ဆက်ယုံကိုဝင်ရောက်ဦးစီးနေကြတာပါ။ ခင်မုန်းဖြစ်သူဦးစီးခင်းတဲ့လုပ်ငန်းဖြစ်ပေမယ့်သူမလက်ထက်မှာလည်းခင်မုန်းဖြစ်သူအားကိုးရလာအောင်စက်ရုံတစ်ခုလုံးကိုဦးစီးထားနိုင်ခဲ့တာကတော့တကယ့်ကိုထက်မြက်လာတဲ့မက္ခိုင်မှာပဲနော်။ထက်မြက်တဲ့မြို့သမီးတယောက်ဆိုတော့ဒီလိုဖြစ်နေရမယ်နော်။ယောက်ျားမရှိလေအင်းရဲ့စီးပွားရေးကိုဆက်လက်ဦးဆောင်နိုင်နေရမယ်။တော်လိုက်တဲ့မက္ခိုင်လေးပါပဲ။ မြန်မာနိုင်ငံကိုပြန်ရောက်လာတာလပိုင်းသာရှိသေးပြီအမှုပညာလုပ်တွေလုပ်တာလည်းလပိုင်းသာရှိသေးပြီမြန်မာတွေလွင့်မှုကတော့လက်ရှိနမယတန်းဝင်နေတဲ့မင်းသမီးတွေအလုံးကိုကြော်ဖြတ်ကမြန်မာနိုင်ငံရဲ့တိတ်တိတ်ကျဲမင်းသမီးကြီးနလန်နဲ့တူပွဲထွက်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ရုံးတွေလွင့်မှုဟာပြန်ရောက်စဉ်တွေကမြန်မာနိုင်ငံရဲ့နမယကြီး brand ရဲ့ငှားရမ်းမှုတွေကြီးတာရရှိထားလို့ဝင်ငွေစံချိန်တင်ရရှိထားသူလည်းဖြစ်ပြီးအခုတကာမှလည်းမြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးတွေဖြစ်ကြတဲ့မင်းသမီးအင်ဒရာကျော်စင်မင်းသမီးမိုးဟီကိုရိုနဲ့တူရှင်တွဲကောင် ပွဲထွက်လာခဲ့တာပဲဖြစ်ပါတယ်။ဒီလိုခွင့်ရမျိုးကရရှိဖို့မလွယ်ကူတဲ့ခွင့်ရမျိုးဖြစ်ပြီးတော့ယူရီလူမှုဒီလိုခွင့်ရကိုရရှိခဲ့ခြင်းဟာလက်ရှိတန်းတစ်ခုမှာပြင်းနေတဲ့မင်းသမီးတွေအားလုံးကိုချော့တက်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ယူရီလူမှုဟာဒီပုံစံတိုင်းသာဆက်သွားရင်မြန်မာနိုင်ငံရဲ့ထိတ်တန့်ကြော်ညာမင်းသမီးတူဖြစ်လာမှသိကြပါပဲ။ ယနေ့လိုခေတ်ကြီးမှာအင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျကျတက်မြောက်ပြောနိုင်ခြင်းကအခွင့်အရေးတွေများစွာကိုရရှိစေနိုင်ပြီးအနုပညာလို့ကိုလုတ်ကင်နေကြသူတွေအတွက်ပိုလို့အောင်တက်မြောက်ထားဖို့လိုအပ်နေပါသေးတယ်။ဒါပေမဲ့မြန်မာတရုတ်ဆောင်တွေများစုကတော့အင်္ဂလိပ်စာကိုအားနေကြပြီးဒီထဲမှာမှာအင်္ဂလိပ်စာကိုကျွမ်းကျင်စွာတက်မြောက်ကြတဲ့နုပညာရှင်တွေကိုဖော်ပြပေးလိုက်ပါတယ်။နံပါတ်1ဝမုံရွှေရည် မင်းမီဝမုံရွှေင်းလေးကတော့အီမေဂျာနဲ့ကြောင်းပြထားသူဖြစ်ပြီးအင်္ဂလိပ်စာကိုကျွမ်းကျင်သူလေးပဲဖြစ်ပါတယ်။ဒါပြေသူမဟာနိုင်ငံတကာနဲ့နှုပညာလူတွေကိုတွဲပတ်လုပ်ကိုင်နေသူဖြစ်တဲ့အတွက်သူမရဲ့အင်္ဂလိပ်စာစွမ်းရည်ကိုတေချာသင်ယူမြင့်တင်ထားသူလေးဖြစ်ပါတယ်။နမနစ်နေတုံယခုနောက်ပိုင်းမှာဖန်တီးမှုအာကောင်ကောင်သရုပ်ဆောင်ကောင်မွန်တွေနဲ့နမည်ရလာသူလေးမင်းသားလေးနေထွက်ကလေးအင်္ဂလိပ်စာကိုလုံးဝကျွမ်းကျင်စွာတက်မြောက်သူပဲဖြစ်ပါတယ်။ ငယ်စဉ်တည်းက International School မှာတက်ရောက်ခဲ့သူဖြစ်လို့သူ့ရဲ့အင်္ဂလိပ်စကားပြောဆိုနိုင်မှုကတော့လူတကာအားကျရလောက်အောင်ပါပဲ။နံပါတ်3ရိုးရီလူမုံမင်းသားကြီးဦးလူမုံရဲ့တမိကြီးလေးရိုးရီလူမုံကလည်း International School တက်လာသူဖြစ်ပြီးအင်္ဂလိပ်စာမှာလွန်စွာအားသာချက်ရှိသူတစ်ယောက်ပါ။သူမရဲ့ blog တွေကစာအင်္ဂလိပ်စကားပြောနေရိုက်ကူးလေးရှိပြီးတော့အင်္ဂလိပ်စကားကို native တင်လို့ပြောဆိုနိုင်သူတယောက်ပဲဖြစ်ပါတယ်။ မစိုးရင်ကြောင်းတိုက်ကြီးအတွက်ထပ်ပနာသွားမဲ့ယန္တနာဖလားရီရှံပေကုံဆွဲထက်မိသားစုကချပြလာခဲ့တာပါဆွဲထက်မိသားစုအောင်မစိုးရင်ကြောင်းတိုက်တွင်အုံမြင့်တီကဆောင်ယန္တနာအုံမြင့်တီကိုသာတုံးချစေခဲ့ပြီးအလူရှင်တွေများစွာကိုလည်းပာဝင်နိုင်အောင်ဖိတ်ခေါ်ပေးခဲ့ပါတယ်ယန္တနာစစ်နယ်ပြုလုပ်ထားတဲ့ယန္တနာအုံမြင့်တွေအပြင်ထာပနာထဲမှာထည့်ဝင်သွားမယ့်ယန္တနာပစ္စည်းရှံပယ်တွေကိုပါအားရပေါ်ရချပြလာခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုဆွဲတံမိသားစုရဲ့ကြောက်ခမန်းလေးလေးအလူတော်ကြီးကိုပြည်သက်တွေကတာဓုခေါ်ဆိုခဲ့ကြပါတယ်။